ကလောင်းကိုအလဲရောက်ရင်လည်းနီနီနာနာသွားလှည့်လို့ရတဲ့နေရာတစ်ခုကျွန်တော်ထပ်ပြောပြမယ်။အဲ့ဒီနေရာလေးကတော့ကျွန်တော်တို့ရွာငံမြို့နယ်တောကျဲရွာမှာရှိတဲ့ရေပြာဆန်းရေကုန်လေးဖြစ်ပါတယ်။ရေတွေကပြောင်းပြန်တက်နေရမှာမဟုတ်ပါဘူး။အတဲ့ပဲကြာနေရမှာကျွန်တော်ဗီဒီယိုရဘက်စ်လုပ်ထားတာပါ။သူ့ရဲ့ရေကုန်သွားတဲ့လမ်းကအရန်ကိုတာယာလှပလွန်ပါတယ်။ရေကုန်မရောက်ခင်မှာတော့တော်တော်လေး လှပတဲ့အရာတော်ကိုခံစားနေရပါတယ်။ပြီးတော့ရေတွေကကြီးပြီးတော့စိမ့်နေပါတယ်။ပြီးတော့ရေချိုးလို့အရန်ကောင်းတယ်။ကျွန်တော်ဒီထဲမှာရေချိုးဘူးတယ်။နော်။2020လောက်တော့ဘောနော်ကိုဗစ်တော့ကျွန်တော်တွားတာတွားထားဘူးဘောနော် အခုဒီကြိမ်ကတော့ဒါပြန်ရောက်တာဘောနော်အခုဒီထဲမှာဆိုရင်ကျွန်တော်တို့ဒီလိုလေကားလေးတွေဒီကြိမ်ထက်ရောက်တဲ့ချိန်မှာဒီလိုလေကားလေးနဲ့ဒီထပ်ပြီးတော့အောက်ကရေကွန်း80ရှိရလို့ပြောတယ်ဒီ80ရှိရအောက်ကိုတွားဖို့အတွက်လေကားလေးတွေထပ်ပြီးတော့ ီလက်လက်ပပလေးလုတ်ပေးထားအောင်တွေ့ရဒီလေကားပေါ်ကနေဆင်းရတဲ့အိဟာကလည်းဟိုကတောင်တန်းကြီးကိုမြင်နေရတယ်ရေကွန်ကလည်းခုနှစ်ဆင်းရှိတယ်ဘေးမှာလည်းရေကွန်ရေချတဲ့အနေနဲ့အရန်ကိုတာရတယ်ဒါကတော့ကျွန်တော်ဒုတိယအဆင့်ရေကွန်ဖြစ်တယ်ဒီဒုတိယအဆင့်ရေကွန်ကနေအောက်ကိုနည်းနည်းလေးထပ်ပြီးတော့ဆင်းလိုက်လို့ရှိရင်တတိယအဆင့်ရေကွန်နဲ့အောက်ကရေကွန်ကျန်တဲ့ရေကွန်တွေရှိမယ်ပေါ့နော်ရေကွန်နားကိုအနီးကပ်ကပ်ပြီးတော့ ရေဒီယိုကင်ပြီးတော့ခန်းစားလို့ရတဲ့အနေအထားအထိရောက်အောင်လေကားတွေကိုလုပ်ပေးထားတယ်။အဲလေကားတွေကိုလည်းဒီကျွန်တော်တို့ဒီတက်တုံးပုံစံလေးပေါ်ထားတယ်ပေါ့နော်ဒီနေရာမှာ။ဒါရေရေကြီးတော့ဒါအရေးအရှိန်နည်းနည်းများွားလို့ဒီအောက်ကိုနည်းနည်းလေးဒီဘေးလေးတွေညက်ပတ်နေတယ်ပေါ့နော်။အဲအဲ့လောက်တော့ရှိရပေါ့နော်။ဒီအခုကတော့မြင်နေရတာပေါ့နော်ဒီရေတကွန်ကနေမှဟိုးဘက်တောင်တန်းတကယ်ကိုအရမ်းလာတာဗျာနော်။